ိန္ဒိယမှာပြတ်ကျခဲ့တဲ့လင်းရင်ပေါ်ကနေတအူးလဲသာအသက်ရှင်ခွင့်ရရှိခဲ့တဲ့ပြည်ထိုင်နိုင်ငံသားမင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကဂျွန်လ12ရက်နေ့ကအိန္ဒိယနိုင်ငံအနောက်ပိုင်းအမာတာဘတ်မြို့မှာလန်ဒန်မြို့ကိုဥတီလာခဲ့တဲ့ဘိုရင်787လေယာဉ်ဟာလေဆိပ်နဲ့မလန်းမကန်းအကွာမှာပြတ်ကျခဲ့တာဖြစ်ပြီးအဆိုပါလေယာဉ်ရဲ့ထိုင်းကုန်အမှတ် 11A မှာထိုင်ခဲ့တဲ့ပြည်ထိုင်နိုင်ငံသားရာမက်စ်တအူးလေးသာလွတ်မြောက်ခဲ့တာဖြစ်ကြောင်းနိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။ အိန္ဒိယနယ်ပွားပြည်ထိုင်နိုင်ငံသားအသက်40အရွယ် Vishwas Kumar Ramat ဟာထိုင်းလန်6ဆားပွဲရာလေးရင်ပြတ်ကျတဲ့အခြေအနေအစိုးကြီးကနေတဦးလေးလွတ်မြောက်ခဲ့တာဖြစ်ပြီးကိုရိုင်းလန်လျှောက်ကကယ်ဆယ်ရေးသမားများထံသွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဆိုပါလေးရင်ပြတ်ကျမှုမှာအိန္ဒိယနိုင်ငံသား169ယောက်ပြည်ထိုင်နိုင်ငံသား52ယောက်အပါအဝင် ခရီးသည်နဲ့အမှုတန်း142ယောက်တည်ဆုံခဲ့တယ်လို့လည်းသိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များကလင်းငင်ပေါ်လိုက်ပါလာသူအလုံးတည်ဆုံးခဲ့ပြီလို့ယူဆပြီးတဲ့နောက်ပြကြလေရင်နဲ့မလန်မကန်းမှာရာမက်ရှ်ကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ပြကြခဲ့တဲ့လေရင်ရဲ့ခုံအမှတ် 11A ကနေစီးနှင်းလိုက်ပါလာခဲ့ပြီးလေရင်ပြကြချိန်မှာတဦးတည်းသာလွတ်မြောက်ခဲ့တဲ့ပြည်တိန်နိုင်ငံသားဟာအိန္ဒိယနိုင်ငံရှိသူ့ရဲ့မိသားစုထံကိုအလဲပြန်လာခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ သူဟာအသက်45နှစ်အရွယ်သူ့ရဲ့အကိုနဲ့အတူ UK ကိုပြန်ဖို့အတွက် အခုလေရင်ကိုစီးခဲ့တာဖြစ်ပြီးအကိုဖြစ်သူကသူနဲ့အခုနေရမတူဘူးလို့လည်းသိရပါတယ်။လေရင်ဟာပြန်တက်ပြီးစက္ကန့်30လောက်အကြာမှာပဲကျဲလောင်တဲ့အတန်းကြီးနဲ့အတူပြက်ကျသွားခဲ့တာလို့အဆိုပါအသက်ရှင်ချမ်းရည်သူကပြောပြထားပါတယ်။သူဟာလက်ရှိမှာတော့ရင်ဘတ်မျက်လုံးနဲ့ခြေထောက်တွေမှာအနှဲငယ်ထိခိုက်မှုရှိထားပေမယ့်အသက်အန္တရာယ်တော့မရှိဘူးလို့လည်းသိရပါတယ်။ နေရင်ပြတ်ကြပြီးချိန်မှာသူ့ဘေးနားမှာအကုန်လုံးနှိပါးတင်နေကြပြီးသူကတော့အခုံထွက်ခဲ့ကောင်ကယ်ဆယ်ရေးသမားတွေစီကိုသူ့ဘာသာပဲလမ်းလျှောက်သွားလာခဲ့တာပါလရှိအချိန်အထိတည်ရတဲ့နေရာမှာတော့သူတယောက်ပဲအသက်ရှင်ကျန်ခဲ့တာဖြစ်ပြီးကျန်တဲ့သူအလုံးတည်ဆုံးသွားပြီလို့အတည်ပြုပြောကြရမှာလည်းဖြစ်ပါတယ်။ အဆိုပါလီရင်ဟာဂူဂျာရက်ပြည်နယ်အမာတာဘဲမြို့ရဲ့ဆာဘာဗလဟိုင်းဘတ်တဲနိုင်ငံတကာလေးစိတ်နားရှိဆရာဝန်များနေထိုင်ရာအဆောင်ပေါ်သို့ပြန်ကြခဲ့တာဖြစ်ပြီးဖြစ်စဉ်အတွင်းမြေပြင်ပေါ်ရှိလူအများပြားလည်းထိခိုက်သေးဆုံးခဲ့ရကောင်ဒဏ်ရာရသူ40ကျော်ရှိကြောင်းကယ်ဆယ်ရေးသမားများကအတည်ပြုထားပါတယ်လီယင်ဟာပြည်လန်း23ကနေမွန်လွဲ2025မိနစ်မှာထွက်ခွာခဲ့ပြီး နေရင်ထိန်သိမ်းရေးမျှော်စင်းသူမီဒီအရေးပေါ်ခေါ်ဆိုမှုပြုလုပ်ခဲ့တော့လေ ETC ဘက်ကဆက်သွယ်ခေါ်ဆိုမှုအပေါ်နေရင်ဘက်မှတုံ့ပြန်မှုမရှိခဲ့ပဲပြေးလမ်းမှတက်ခဲ့ပြီးချက်ချင်းဆိုသလိုပဲလေစိတ်ပဝင်းခြင်းအပြင်ဘက်မြေပြင်ပေါ်သို့ပြုတ်ကျခဲ့ကြောင်းလက်ရှိအချိန်မှာတော့နေရင် black box နှလုံးအနက်တလုံးကိုအပျက်စီးများကြားကရှာဖွေတွေ့ရှိထားပြီးနေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုရှာဖွေနေစေဖြစ်ကြောင်းသိရှိရပါတယ်